အားလုံးမင်္ဂလာပါဗျကျွန်တော်ကိုတိုက်ပဲဖြစ်ပါတယ်မြဒီနေ့မှာတော့တိုက်အကြောင်းနဲ့တိုက်ကပေးတဲ့ရွှေအကြောင်းကိုမိတ်ဆွေများမျှောက်ပေးမှဖြစ်ပါတယ်အဲ့တော့တိုက်ကြောင်းကိုပြောမယ်ဆိုရင်တချို့ကမယုံကြည်ရမျိုးလည်းရှိတယ်ဗျအဲ့တချို့ဆိုရင်ကျွန်တော်လာပြီးတော့အော်ကျွန်တော်ကိုကွန်မန်နဲ့လာပြီးဆေးရလူတွေလည်းရှိတယ်ဗျအဲ့တော့ဟိုတိုက်ကြောင်းတွေမယုံဘူးလို့ဘာဖြစ်တယ်လို့အဲ့လိုမျိုးပြောတဲ့လူလည်းရှိတယ်ကျွန်တော်ဒါကြောင့်မလို့ကျွန်တော်ပေါ့နော်တိုက်ကြောင်းတွေတိတ်ပြီးတော့မတင်ပြတာပါအဲ့တော့ဒီနေ့မှာတော့အဲတကယ်ထူးခြားတဲ့ဖြစ်ခဲ့ဘူးတဲ့အဲကျွန်တော်ရဲ့မိသားစုတွေမှာလည်းကိုတွေ့ခံစားခဲ့ရတဲ့ အဲ့တော့တိုက်ချောင်းနဲ့တိုက်ကပြည့်တဲ့ချွေချောင်းလေးတွေကိုမိတ်ဆွေများကိုကျွန်တော်မြောက်ပေးမှဖြစ်ပါတယ်အဲ့တော့ယုံကြည်တာမယုံကြည်တာထက်အဲကျွန်တော်တို့ယုံကြည်တဲ့သူတွေတဲ့ဟိုယုံယုံကြည်လို့ရတယ်ပေါ့နော်မယုံကြည်တဲ့သူတွေလည်းမယုံကြည်လို့ရပါတယ်အဲဟုတ်ပြီအားဆိုလို့ရှိရင်ကျွန်တော်တို့ကတိုက်ချောင်းကိုတော့ကျွန်တော်အရင်ပြီးတော့မှတင်တိုက်ကလာလာဟောမဟုတ်တိုက်စစ်နီးတို့ကျွန်တော်တွေတိုက်ကျိုးဖြတ်လို့ရှိရင်ကျုံကျုံတွေ့ခံစားရမယ်ကျွန်တော်အကြောင်းအရာများတော့စပြည့်ကျွန်တော်အရင်ပြီးတော့မှတော့မြောက်ပေးကြတာမျိုးရှိပါတယ်တင်တိုက်ကလာလာဟောမဟုတ်ကိုကတိုက်ကလာလာဟောမဟုတ်စစ်စီနီးလေးတွေ အဲကျွန်တော်တို့တိုက်ကြိုးဖြတ်မယ်ဆိုရင်ကြိုတွေ့ခံစားရမယ်အကျိုးအကြောင်းလေးတွေအဲ့ဒါလေးတွေကိုကျွန်တော်တို့တွေဒါမှမဟုတ်တိုက်ဆက်ပဋ္ဌာန်းဆက်အကြောင်းလေးတွေကိုကျွန်တော်အရင်ဗီဒီယိုမှာအရင်ဗီဒီယိုမှာတော့ကျွန်တော်မြောက်ပေးခဲ့တဲ့မျိုးရှိပါတယ်အဲကျွန်တော်ဒီဗီဒီယိုမှာတော့တိုက်ကြောင်းနဲ့တိုက်ကပေးတဲ့ရွှေချောက်ကိုမိတ်ဆွေများမြောက်ပေးမှာဖြစ်ပါတယ်တကယ်တော့ကျွန်တော်တို့တိုက်တိုက်ဆိုတာမျိုးကလည်းအဲအများကြီးရှိတယ်ပေါ့နော်အများကြီးရတဲ့မှာတချို့ကလည်း ကိုရထားတဲ့ပစ္စည်းဥစ္စာလေးတွေအဲထားပါတော့ကိုရှေ့လူကြီးဆိုလို့ရှိရင်ကိုရဲ့ရွှေဦးလေးတွေဗားလေးတွေကိုမြေကြီးထဲမှာထည့်မြုပ်ထားတတ်တယ်။အဲ့လိုထည့်မြုပ်ထားရင်းနဲ့ဆုံးမသွားတဲ့အခါမျိုးမှာကျွန်တော်တို့တွေဒီဟာကိုပြန်ဆွဲနေတယ်ပေါ့နော်ပြန်ဆွဲနေတယ်ပြန်ဆွဲနေတဲ့အခါမျိုးမှာဒီဟာကိုပဲစိတ်စကဆွဲလန်းပြီးတော့ဒီဟာကိုပဲပြန်စောင့်နေရတယ်။အဲ့ဒါကိုစောင့်နေရပြီးတော့တခါကြလို့ရှိရင်သူသူ chicken နဲ့တက်တဲ့သားသမီးတွေရှိတယ်။ chicken နဲ့တက်တဲ့မြေးလေးတွေရှိတယ်။အဲ့လိုမျိုးလေးဆိုရင်သူကပေးခြင်းတယ်ဆိုပါတော့ အဲ့လိုပေးခြင်းလို့ရှင်အိမ်မက်ထဲမှာသွားပြီးတော့ဒီမက်ဒီနေ့မလာတူးဆိုပြီးပြောတယ်အဲ့လိုပြောတဲ့အချိန်မျိုးမှာလဲအဲသူလည်းအစတော့ပေးခြင်းတယ်ပေါ့ပေးခြင်းတော့ဒါမဲ့တူးတဲ့သူကသူ့ကလေးမဟုတ်ဘူးသူသူသူချစ်တဲ့ကလေးတွေမဟုတ်ဘူးသူမချစ်တဲ့ကလေးပါပါလာတဲ့အခါမျိုးတွေမှာသူကနေရွှေ့သွားတာလေလုံးဝအခွန်ယူမဲ့ပေးတာလေအဲ့လိုမျိုးလေးလည်း ကြုံမှုတယ်တွေ့မှုတယ်ပေါ့နော်အဲ့လိုမျိုးတွေလည်းတွေ့မှုတယ်ဟုတ်ပြီအဲ့လိုအခြေအနေမျိုးလည်းရှိတယ်ဒါကတော့ဟိုအခြေအနေအကြောင်းကြောင်းအများကြီးရှိတယ်ပေါ့နော်အော်တချို့တချို့တလေတချို့တလေကြတော့လေဒီဟာဒီဟာလေးလေးကိုဖះလူမဲဆိုပြီးစိတ်ထဲမှာဆွဲလန်းပြီးတော့ဆုံးမသွားတဲ့ခါမျိုးမှာလည်းအဲ့လိုမျိုးပဲအဲ့ဖះမှာသွားပြီးဒီပစ်စစ်နဲ့သူသွားပြီးအဆောက်မျိုးလေးသဘောမျိုးသွားဖြစ်နေတတ်တယ်ဒါဒါကကျွန်တော်ဒီပေါ့နော်အကြောင်းလေးလေးအဆောက်ဖြစ်တဲ့အကြောင်းလေးလေးအဲကျွန်တော်တိုက်အကြောင်းလေးတွေပေါ့တချို့ကလည်းကျွန်တော်တို့ဒီပေါ့နော် တချို့လည်းမွေးပေါ့တချို့လည်းငကားပေါ့နည်းအခုလေးအခုလေးအခုလူတွေအများကြီးအများဆုံးပြောပြောရတယ်ဒီဟာလေးကလည်းကျွန်တော်တွေတကယ်ရှိတယ်လို့ပဲပြောမှာပဲဗျအဲဘာကြောင့်လဲဆိုတော့အေးကျွန်တော်ရဲ့အဲကျွန်တော်အမေရဲ့အမပေါ့ကျွန်တော်အတော်ပြောမှာပေါ့နော်အဲကျွန်တော်တော်သူသူနေနေနေရာမှာအဲသူသူနေနေနေရာလေဒီဘုန်းကြီးကျောင်းနဲ့ မလန့်မကန်းဆိုတော့အရင်ကြီးလက်မဝေးဘူးပေါ့နော်အဲ့လိုချင်တယ်မြေသူအဲ့လိုမျိုးလေးလည်းအယုံကြည်မရှိဘူးတိုက်ရှိတယ်မရှိဘူးဆိုတာသူအယုံကြည်မရှိဘူးသူကတကယ်ကိုအယုံကြည်မရှိဘူးတကယ်ကိုသူကဒီတကယ်ကိုထရောက်ထရောက်တာစစ်စစ်သူကလုံးဝသူ့အိမ်မှာတော့မှပဲဘာမှမထားဘူးသူကဖះလွယ်ပြီးဘာမှသူ့ရဲ့ဖះเจ้าဆုံးမှာတင်မထားဘူးဘာမှမရှိဘူးတော့လုံးဝအတန့်အဲ့လိုချင်တယ်မြေမှာသူတညမှာတော့အိမ်မက်မှတ်တယ်ပေါ့နော်သူကဖះတရားတော့တားလှောက်ရှာတယ်ဗျအဲ့နဲ့ဖះတရားလှောက်ရှာတော့အဲ့နိနာမှာရှိတဲ့သူ ဒီပြောမစဖះတိုက်လို့ပြောမှာနော်သူတို့ကတိုက်ပြောင်းရတော့မယ်အဲသူတိုက်ပြောင်းရတော့မယ်သူအမြဝေပေးတဲ့ဟိုအမြဝေတန်လေးမေတ္တာပို့တန်လေးကြားရတယ်ရလဲရတယ်ဒါကြောင့်မို့ကြီးစုဆက်တယ်ကြီးစုတင်တဲ့အနေနဲ့ကြီးစုဆက်ချင်လို့ည7နိုင်ကြော်တာနဲ့အင်ရှင်းပေါ့မှာထွက်ဆောက်ပေးပါအဲ့မှာမူကြီးတကောင်တွေ့လိမ့်မယ်အဲ့မူကြီးတကောင်တွေ့လို့ရှိရင်ဒုတ်တစ်ချောင်းနဲ့ရိုက်လိုက်ပါလို့ဆိုပြီးသူ့ကိုအဲ့မှာထဲမှာလာပြောတယ်သုံးကတီတီလာပြောတယ်သူ့လူလက်လက်နိုးတယ်ပေါ့ အဲ့ဒါနဲ့ပဲသူ့အိမ်ကလူတွေကိုသူပြောတယ်သူ့အိမ်ကလူတွေသူပြောတော့အဲ့ဒါနဲ့သူ့အိမ်ကလူတွေဟာမေရဟိုတက်တက်ကြောက်နာလို့နတ်ကြောက်နာလို့သူ့ဟိုခလေးတွေကခစ်လူငယ်ဆိုတော့သူ့ဝိုင်းပြောကြတာပေါ့နောက်ပြောတိုင်းပြန်အိတ်သွားတယ်ပြန်သွားပြီးတော့အဲ့ဒါနဲ့သူနေနေနဲ့ဆက်โอ้เนเน่ตัว17နိုင်ကျော်တော့ကျတော့ तू เนเน่ထပ်ပြီးတော့ဇဝေဇဝါထပ်ဖြစ်တယ်ဘုံတော့ဟာအဲ့လိုပဲ तू ကို तू ကတိုက်ကပေါ့တိုက်ပြောင်းတော့မှမဟုတ်ဘူး तू ဂျေစုဆက်ချင်လို့ဂျေစုဆက်ခဲ့မလို့ပေါ့လေ အဲ့လိုမျိုးလေးအေးအဲ့ဒါအိမ်ရှိကိုလေးကိုထွက်လာပေးပါအိမ်ရှိလို့ထွက်လာပေးပြီးတော့ဒီမွေးမွေးကြီးတစ်ကောင်တွေ့လိုက်မယ်အမွေးတစ်ကောင်ကိုတွေ့တဲ့ဒုံနဲ့ဒုံချောင်းယူလာပြီးတော့အဲ့မွေးတစ်ကောင်ရိုက်လိုက်ပါလို့သူပြောထားတော့အဲ့နဲ့သူလည်း ထုတ်တွေပါကြိုးရှာထားတယ်ဒီယုံတော့မယုံဘူးဒါပေမဲ့ကြီးသူဆက်မယ်လို့ပြောတော့သူကနည်းနည်းလို့လိုနည်းနည်းတော့နည်းနည်းဘယ်လိုပြောမလဲလိုလိုချင်သွားတာပေါ့နော်ဒါလူဆိုတော့ဘယ်ဘယ်သူဆိုပဲကိုယ့်ကိုကြီးသူဆက်မယ်ဆိုတော့နည်းနည်းဝမ်းသာတော့တာပေါ့အားနဲ့ပဲနေလိုက်တယ်အဲ့တော့12နာရီကြော်လို့ကြတော့တခါသူပြန်နိုးလာတယ်တိတ်လေအဲ့မပြောဘူးနဲ့တူပါတယ်အားနဲ့12ကြော်လို့ကြတော့သူပြန်နိုးလာနိုးလာတော့အဲ့ ဲသူအိမ်မက်ထဲအတိုင်းပဲပေါ့နော်ဒါဟိုနော်နေနေဘက်တိဆိုတာ6နိုင်9နိုင်10နိုင်ဆိုလုံးဝအိမ်မော်ကြနေတဲ့အချိန်နော်ဘသူမှကိုဘသူမှကိုမထတော့ဘူးဒါပေမဲ့ဆနစ်ကြောက်ပြီဆိုတော့နည်းနည်းကြောက်တော့ကြောက်စားပေါ့နော်အားလုံးတိတ်ဆိတ်ညာအဲ့လိုရှင်မျိုးမှသူထထထလာသူအိမ်ရှင်းတော့သူလည်းကြောက်ကြောက်နေသွားတာတကားဝနဲ့အသားလေးအသားလေးတကားလေးကိုဖွင့်ကြည့်ပြီးအရှိလေးကိုသာကြည့်တယ်ဘာမှမရှိဘူးအဲ့ဒါပဲအရှိပေါ်ပေါ်လေးကိုသားလေးထွက်တယ် ထထတော့တိတ်မကြခင်မှာပဲသူလဲထွက်ကောအဲ့လိုပုံတော့ပြောင်းတာရွှေ့တဲ့နေခလုံး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 နဲ့အဲ့လိုမချူတန်လေးလေးကျွန်တော်နေတော့အတန်တော့ကြားနေရတယ်သူလဲကြောက်ကြောက်ကြောက်နေအထက်ကိုပြန်ဝင်သွားတယ်အပြန်ပြန်ဝင်သွားပြီးတော့အဲ့ချိန်မှာမူကြီးတစ်ခေါက်ဟိုသူ့အိမ်မက်တဲ့အတိုင်းသူ့သူ့အိမ်မက်တဲ့အတိုင်းပဲပုံတော့မူကြီးတစ်ခေါက်တွေ့တယ်အဲ့မူကြီးတစ်ခေါက်ရလေပါလို့သူအိမ်မက်ထရာပြောထားတာကိုတုံးကတိတိပြောထားဆိုတော့သူလည်းအပြင်းထွက်တယ်ဖဲ့တော့ မွေးတွေ့တော့မွေးမွေးမွေးရတယ်တော်တော်ကြီးတယ်ဗျာကျွန်တော်တို့ပေါင်လုံးလောင်းရှိတယ်အဲပေါင်လုံးလောင်းရှိတယ်ပြီးတော့မွေးရောင်ကလည်းရွှေရောင်တန်းနေဆိုတော့အဲ့ဒါနဲ့ပဲသူကမွေးကြီးကိုတွေ့တွေ့လို့ရိုက်ဖို့နေတယ်ဒါပဲကြည့်တော့မကြည့်ရလို့အိမ်ထဲကိုပြန်ဝင်ပြေးလာတယ်မွေးရတော်တော်ရှိပုံကြတယ်ပင်15ပြည့်ပင်နေစတော့ရှိမယ်လို့ပြောတယ်ဗျာအဲ့ဒါနဲ့သူကလည်းအဲ့ဒါယူကြောက်တာပေါ့နော် ကြောက်ကြောက်နဲ့တခါဟိုရတဲ့ဟိုအမွေကြီးလက်တကယ်တွေ့နေပြီဆိုတော့ဟောက်မဲ့တည်းဆိုပြီးအပြင်းပြန်ပြန်ထွက်တော့ပြန်ဟောဒါမဲ့သူသူပြန်ထွက်တော့ခါပိုင်းလောက်ရောက်နေပေါ့နော်ခါပိုင်းလောက်တော့ရိုက်မဲ့ကြံလိုက်ဟာတို့ကြဒီဘက်ပြန်လှည့်ပြီးကိုက်ရင်တော့ငါတိမဟဆိုပြီးကြောက်လိုက်ကြည်ကြည်ရိုက်မဲကြံလိုက်ကြောက်လိုက်ရိုက်မဲကြံလိုက်ကြောက်လိုက်နဲ့မွေးရသွားရင်သွားရင်နဲ့အမိပိုင်းလေးမဲကြံတော့နဲ့အမိပိုင်းလေးမဲကြံတော့နဲ့ဟာမမထူပါဘူးကွာအမိမဲကြံတော့ဆိုပြီးရိုက်ရိုက်လိုက်မဲကွာဆိုပြီးအမိလေးကိုကောက်ရိုက်ချလိုက်တာအဲ့အမိလေးက ပြတ်ထွက်သွားပြီးတော့ရွှေပိုင်းစားလေးကျွန်တော်တို့ဒီတစ်ဆယ်သားလောက်ရှိတဲ့အတုံးလေးဖြစ်သွားအဲ့အပိုင်းလေးနော်ဒါတော့မှသူ့ရဲ့အမီပိုင်းအမီပိုင်းလေးမရှိသေးရနော်အဲ့အဲ့အမီပိုင်းကိုကောက်ချရတာအဲ့လိုအမီပိုင်းလေးရတစ်ဆယ်သားလောက်ရှိတဲ့အတုံးလေးအဲ့လိုရတော့အဲ့အပိုင်းလေးကျန်ခဲ့တယ်ပေါ့နော်အပိုင်းလေးကျန်ခဲ့တော့သူကအဲ့အရာတွေကိုကောက်ယူပြီးတော့အဲသူ နောက်ကြတော့သူ့အိမ်မိသားစုတွေကြောင်းပြောပြတော့အဲသူ့သူ့သူ့မိသားပြောပြတော့သူအဲ့အပိုင်းလေးကိုဟိုကျွန်တော်ရေရောင်းချပြီးတော့အဲ့အဲ့အတွက်အဲ့ဖျားအတွက်လဲသူပြန်လဲမိုးမှန်ပြီးရောထားမနဲ့ထည့်ပြီးပြန်လူတယ်နောက်တော့အဲ့ပြောင်းသွားတဲ့တိုက်တူလေသူထုံးစံတဲ့ပုံမှန်တိုင်းပဲမြေတပ်ပုံမြပေးဝေပေးတယ်ပြီးတော့သူ့နီနာရှိတဲ့ရွာရွာရွာလုံးကျုပ်ကိုလည်းရဟန်းကန်ရှင်ပြုပြီးအလူတွေပေးခဲ့တယ်ပေါ့နော်တဝက်တိတိသူလူပလိုက်တယ်ပါတယ်တဝက်တိတိပဲသူယူတယ်ပေါ့နော်အေးအဲ့အဲ့ခေ အဲ့ခေအဲ့ခါတက်ဆယ်သားရတယ်ကျွန်တော်တော်တန်တယ်ပြောမှာပေါ့နော်အခုအခုလည်းတန်တယ်ဆိုတော့လေဟုတ်ပြီအဲ့လိုချင်းနေမျိုးမှာဒါတိုက်ကပေးတဲ့ရွှေပေါ့နော်တိုက်ကပေးတဲ့ရွှေကိုသူရတယ်ဒါကျွန်တော်မိတ်ဆွေများဘူးတုဒအနေနဲ့ကျွန်တော်သိရှိသွားအောင်ဒါကျွန်တော်တကယ်ကြုံခဲ့တဲ့အဲကျွန်တော်ရဲ့မိသားစုဝင်တရားကျွန်တော်တော်ပေါ့နော်ဒါသူသူကြုံခဲ့လေဖြစ်ပျက်လေးပါပဲသူလူခဲ့စဉ်တုန်းကကျွန်တော်တို့ငငယ်လေးပဲရှိပါသေးတယ် ဟုတ်ပြီအဲ့လိုအခြေအနေမျိုးတွေပါဒါကျွန်တော်တို့ကတိုက်ကပ်ပေးတယ်ဆိုတာတော့ဒါမယုံကြည်လို့မရဘူးပေါ့နော်တကယ်တိုက်ကပ်ပေးတယ်ဆိုတာမျိုးရှိတယ်ဟုတ်ပြီအဲ့ဒါဆိုရင်တချို့ကလည်းတိုက်ကပ်လာတယ်တချို့ကလည်းပြောပြောကြတယ်မဟုတ်တိုက်ကပ်လာတယ်မလာဘူးဆိုတာတော့ကျွန်တော်စစ်စင်းနေတော့အရင်ပြီးတော့မှမရအောင်ပေးခဲ့တယ်တချို့လည်းတိုက်ကပ်လာတယ်မွေးတည်နေတဲ့မျိုးတွေရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ကကိုလာတဲ့နေရာကိုကိုပြန်ပြီးတော့အကောင်းမြင်ဖို့လိုတယ်ကိုလာခဲ့တဲ့နေရာကိုကိုကမြင့်တာဖို့အမြတ်ပေးဖို့လိုတယ်ဒါမျိုးလေးမြင်များလုပ်ပြီးမှသာလင်းတူကစင်တာတူကမြင့်တာဆိုသလိုပေါ့ဗျာကိုကသူ့ကိုစင် စားလိုက်တာတော်လည်းကိုမေတ္တာမြတ်တာအဲ့လိုပေါ့ကိုကကိုဟိုသူတို့မေတ္တာလေးမြန်မြပို့ပေးအမြလေးမြန်မြဝေပေးဒါဆိုသူတို့ကသဘောကျပြီးကျွန်တော်တို့ပြန်လဲပြီးကြီးစုဆောက်မှပေးတယ်အဲ့လိုအခြေအနေမျိုးပေါ့နော်အဲ့တော့တိုက်ကမလာလဲလူတော်မှပဲကြီးစုဆောက်မှရင်ကိုတိုက်ကလာလဲလူဆိုလို့ရှိရင်ပို့လို့ကြီးစုဆောက်မှပါတယ်လောတာလေးကတော့မေတ္တာပို့အမြပေးဖို့ပါပဲဗျာ အဲ့တော့တချို့ကလည်းအဲ့လိုအခြေအနေမျိုးတွေရှိတယ်တချို့ကလည်းပြောကြတယ်ကိုယ့်ရဲ့အိမ်နီးနားမှာအဲရှိတယ်တိုက်ရှိတယ်အဲ့လိုမျိုးပေါ်တာအိမ်မက်တီတွေလာပေးတယ်အဲတချို့ကလည်းအဲ့ဒါလေးလေးကိုဆရာဆရာတွေနဲ့ခေါ်ပြီးတောင်းခိုင်းတယ်ယူတယ်ပေါ့အဲ့လိုအဲ့လိုမျိုးယူလို့ မရပါဘူးအဲ့လိုယူလို့ရှိရင်အလုံးအခြေအနေတွေဆိုးသွားနိုင်တယ်အဲ့လိုအခြေအနေဆိုးသွားတဲ့လူလဲကျွန်တော်အများကြီးကြုံမှုတယ်အဲ့တော့သူကဘယ်လိုလဲဆိုတော့သူ့အိမ်နီးနားမှာပဲအဲ့ဒီပေါ့နော်ဒီသူ့ပစ္စည်းကိုသူစောက်နေသူ့ပစ္စည်းရတဲ့ရွှေအိုးနဲ့အပြည့်ပဲဆိုတော့သူကသူကသူဆွဲလန်းနေအဲ့တော့ဆွဲလန်းနေတော့သူ့အဆောက်ပြန်ဖြစ်နေတာပေါ့နော်အဆောက်ပြန်ဖြစ်နေတော့ဒါလဲသူ့ဒီပေါ့နော်အဲ့လိုအိမ်မထဲမှာခဏခဏအဲ့လိုအဲ့လိုလာပြောတော့ကျွန်တော်ခုနပြောပြောသလိုပဲ ူသူချစ်တဲ့မြီးလေးလေးခလေးလေးလေးကိုပေးခြင်းလို့မလို့ခေါ်တယ်။ဒါပေမဲ့သူသဘောမကျတဲ့ဟိုကျွန်တော်တို့တမတ်တို့ကျွန်တော်တို့ချွေးမတို့အဲ့လိုမျိုးတွေပန်ကောင်းပန်မှာပေါ့လေ။ဒါတော့ကျွန်တော်တို့တိကျမသိဘူးပေါ့။အဲ့လိုချင်တဲ့မျိုးတွေမှာတွားတူလိုက်အခုံမြဲဖြစ်တော်လိုက်ရှိတော့ရှိတယ်နေရလူကြီးဖြစ်လိုက်သူကရွှေ့ရွှေ့သွားတယ်အလုတ်ချင်းတဲ့မျိုးမှလည်းအင်ကလောဘသားတွေကအလုတ်ချင်းတဲ့မျိုးတွေဖြစ်တော့ဆရာသမားတွေနဲ့ခေါ်ပြီးတော့အဲ့လိုမျိုးချုပ်တယ်ပေါ့ဆရာသမားဆရာသမားတွေဟိုဒီအထက်လန့်ဆရာတော့မဟုတ် အောက်လန်းဆရာပေါ့နော်ဒီကိစ္စတွေကတိုက်ဆရာတွေနဲ့အောက်လန်းဆရာတွေပဲလောက်တာများမှာပေါ့လေအဲ့လိုအထက်လန်းဆရာတော့ရှားတယ်ပေါ့နော်ဒီကိစ္စတွေသူတို့ကမလုပ်ပါဘူးအောက်လန်းဆရာတွေအဲ့လိုမျိုးတိုက်ဆရာတွေနဲ့သူကတွေ့ပြီးတော့သူကခေါ်တော့မနော်ခေါ်ပြီးတော့မေးမြန်းမေးမေးမြန်းပြီးချုပ်ပြီးတော့ယူတယ်ပေါ့ပေးတယ်ပေါ့မနေ့ကတော့ကျွန်တော်တောင်းတယ်ပေါ့နော်ကဲသူချုပ်ပြီးတော့ခေါ်တောင်းတယ်ပေးတယ်ပေါ့အဲ့လိုမျိုးအဲ့လိုမျိုးအခြေအနေမျိုးတွေမှာ တူတဲဆရာတူမအောင်လင်းဆရာရဲ့တူရဲ့ပညာတွေကအရန်ကို ကြီးမားကြီးမားတယ်တက်လင်းဆရာတွေရဲ့တူရဲ့ပညာဇက်တွေကအရန်ကိုကြီးမားတယ်ဆိုလို့ရှိရင်တော့အဲ့လိုသူတို့ထုတ်ပြရတယ်ပေါ့နော်ထုတ်ပြတဲ့ဘမဘမဘမရရှိတယ်အဲဘမရှိတယ်ပြီးပြီးနေတို့လည်းအမြပြပြပြမဲ့အဲအဲ့လိုမျိုးတွေပေါ့ခါကြောက်လို့ရှိရင်အဲ့လိုတိုက်ဆရာတွေရ တက်တက်ရောင်းဆရာဒီနဲ့သွားတွေ့လို့ရှိရင်ဘယ်လိုရှင်တယ်ဖြစ်ပြီဆိုတော့ color down တယ်ရှိတဲ့နေရာတော့ပြတယ်ဟိုကစိတ်ဆိုးပြီးတော့အကုန်လုံးကိုသူ့ဒေါသလျောက်သူ့သူ့ဒေါ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 သလျောက်ပြန်လုံးမိတဲ့ခါမျိုးမှာတိမ်သားလုံးကမောင်းကမတွေဖြစ်ပြီးစိဝါပြအိမ်တော်ကိုအဲ့လိုမျိုးတွေခြေနေဆိုးတွေဖြစ်တာမျိုးလဲဂျုံမှုတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများက နေတက်ကပေးတဲ့ရွှေချောင်းနဲ့ကိုကတက်ခလာတာဟုတ်လို့ရှိရင်လေကျွန်တော်မြင်မြတ်တာဖို့အများပေးဖို့မမေ့ပါနဲ့ဆိုတဲ့အကြောင်းလေးကိုကျွန်တော်လာပြီးမြပေးရပါဗျအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်မေတ္တာခဏတောင်းပြီးအားလုံးလည်းဆက်ချင်တဲ့ကိုကြမ်းမှရှိကြပါစေဗျာအားလုံးပဲစီဝတ်တဲ့လူတက်နိုင်ကြပါစေ